နိုင်ငံကျော်မင်းသမီးတွေခြံကိုတော့ရလာအောင်တိမ်မုံတိမ့်ချီအကုန်ကြခံကခန္ဓာကြီးကျက်စွာမင်္ဂလာဝဲကျမခဲ့ကြတဲ့မြမကန်အကောင်းဆုံးအမျိုးသမီးငါဦးမြမပြည်မှာအများနဲ့မတူတိမ်မုံများစွာအကုန်ကြခံကမင်္ဂလာဝဲကြီးတွေကိုကျင်းမခွင့်ရရှိခဲ့ကြတဲ့သူတို့သမီးလေးတွေရှိပါရဲ့ရှင်တယုံတယုံသူတို့သမီးလေးတွေအိမ်မက်တာမမတ်နိုင်နဲ့ခန္ဓာကြီးကျက်လာတဲ့မင်္ဂလာဝဲကြီးတွေကိုကျင်းမခဲ့ကြတယ်ကန်အကောင်းဆုံးသူတို့သမီးလေးတွေကိုပြပြပေးကြပါမယ်မြမပြည်ရဲ့ကန်အကောင်းဆုံးသူတို့သမီးလေးတွေကဘယ်သူတွေလဲဆိုတာကြည့်လိုက်ရအောင်ပါနော် နံပါတ်၁မတ်သက်စုခိုင်မမငယ်လို့လူသိများတဲ့ဒေါက်တာသက်စုခိုင်ရဲ့မင်္ဂလာဝဲကြီးကတော့ထိတဲ့အမှုပညာရှင်မင်းသမီးတွေတောင်းပြန်ပြီးတော့အားကြရတဲ့အထည်ဖြစ်ခဲ့ပါတယ်။စိန်နီကိုလက်လီလက်ကရောင်းချပေးနေတဲ့စိန်အင်ဂရီစိန်တိုင်းပိုင်ရှင်မမငယ်ကတိမ်မောင်းသိန်းချီမကတန်တဲ့လောက်ဝရတနာတွေကိုဝစဉ်ကမင်္ဂလာဝဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။တန်မိုးအဖြစ်ခမ်းမရခတ်တဲ့အမြအကိတ်ဒီဇိုင်းတွေနဲ့စိန်နီကိုတောင်းဝစဉ်ခဲ့တယ်လို့ဒင်နာမှာဆိုရင်လည်းငါကရက်ရှိတဲ့စိန်အလုံးပေါင်း20ကျော်ကိုဝစဉ်ခဲ့ပြီးတော့ခန်းနာကြီးကျယ်တဲ့မင်္ဂလာဝဲကြီးကိုဆင်နွှဲခဲ့တာဖြစ်ပါတယ်။ နမနှစ်မခိုင်ဖြူတန့်ရွှေဆိုင်ပိုင်ရှင်ပြပြီးသူမတကိုလုံးကိုရွှေတွေနဲ့တစားဆင်ကချမ်းသာကြွားမှုအတိုင်အတာကိုခံမလို့မရလောက်အောင်ကိုကျင်းမခဲ့သူကတော့ဝိဝူးရွှေဆိုင်ကမခိုင်ဖြူတန့်ဖြစ်ပါတယ်။သူတို့သမီးခေါဝန်ကိုရွှေအစ်စ်တွေနဲ့ဖန်တီးထားပြီးတော့ပန်စင်နဲ့ပန်းတွေကအစားပန်းခက်ပန်းရွက်ဒီဇိုင်းတွေကိုရွှေအစ်စ်နဲ့သာပြုလုပ်ထားတာဖြစ်ပါတယ်။ဒါပြင်အထူးကြားဆုံးကတော့သူတို့သမီးလေးကင်ဆောင်နဲ့လက်ကင်ပန်းပဲဖြစ်ပါတယ်။တခြားသူတို့သမီးတွေနဲ့မတူကွဲပြားစွာပဲရွှေပိတ်တာချိန်ငါးပိတ်တာနဲ့ဖန်တီးထားတဲ့ပန်းခက်ပန်းရွက်လက်ကင်ပန်းကြီးဖြစ်ပါတယ်။ ်ဒီမင်္ဂလာပွဲကိုတော့နိုင်ငံကျော်အနုပညာရှင်တွေကဝန်ရံပေးခဲ့တာကြောင့်ခန္ဓာကြီးကျယ်တဲ့မင်္ဂလာပွဲကြီးတစ်ပွဲလည်းဖြစ်ခဲ့ပါရဲ့ရှင် နံပါတ်3မဖြစ်ဖြစ်အောင်မြမပြည်မာများအကိတ်ကြီးတွေကိုပထမဆုံးဝတ်ဆင်တဲ့တို့သမီးလေးလို့ပြောရမှာပါရှင်။အဖြူရောင်တို့သမီးဝတ်ဆောင်လေးကိုရိုးရှင်းစွာဝတ်ဆင်ခဲ့ပေမဲ့မြတ်တစင်စာဆင်မြန်းခဲ့ပြီးတော့တိမ်မောင်းသိန်းချီအကုံကြခန်းကမင်္ဂလာဝဲကိုဆင်နွှဲခဲ့တာဖြစ်ပါတယ်။ဒါပြင်မဖြစ်ဖြစ်အောင်ကတင်နာမဝတ်ဆင်ခဲ့တဲ့ရွှေကောင်းဝင်ကြီးကဆိုရင်လေရွှေချင်းကိုပိတ်တာလောင်းနဲ့ဖန်တီးထားတာကြောင့်တကယ်ကိုကံကောင်းတဲ့တို့သမီးလေးဖြစ်ခွင့်ရရှိခဲ့ပါတယ်။ထွေထွေထူးထူးလဝတ်ရတနာတွေကိုဝတ်ဆင်မနေတော့ပဲမြတ်အကိတ်တဆက်စာနဲ့တင်နာမဝတ်ဆင်ခဲ့တဲ့ရွှေအင်းကြီးတန်မိုးနဲ့တင်ခန်းနာ ြီးကျယ်တဲ့မင်္ဂလာဝဲကြီးဖြစ်နေခဲ့ပါပြီရှင်။ နံပါတ်၄မတ်ဆူလက်ထွန်အည်သွေးမြင့်မိုးကုတ်တွင်ထွက်ဗရန်များတဆက်စားနှင့်ခန်းနာစွာမင်္ဂလာဝဲကျမခဲ့သူကတော့မတ်ဆူလက်ထွန်ဖြစ်ပါတယ်။မြဘဩဘာရဲ့တာအကြီးဖြစ်သူနဲ့လက်ထက်မင်္ဂလာဝဲကျမခဲ့တဲ့ဒီတို့သမီးလေးကတိမ်ပေါင်းများစွာတန်မိုးရှိတဲ့ဗရန်များရွှေတို့နဲ့ဖန်တီးထားတဲ့သူတို့သမီးဝိယုံကိုစင်မြန်းခွင့်ရရှိခဲ့သူလေးဖြစ်ပါတယ်။ဒါပြင်မတ်ဆူလက်ထွန်ကင်ဆောင်ထားတဲ့သူတို့သမီးလက်ကင်ပန်းကလည်းတယုံတယုံသူတို့သမီးတွေအိမ်မက်တောင်မခွင့်မရနိုင်တဲ့တန်မိုးကြီးမားလာတဲ့လက်ကင်ပန်းပဲဖြစ်ပါတယ်။စိန်ရွှေဗရန်များအစ်စ်တွေနဲ့ဖန်တီးထားတဲ့တလက်လက်တောက်ပနေတဲ့ ဲ့လက်ကင်ပန်းဖြစ်တာကြောင့်လေဒီလက်ကင်ပန်းကိုကြည်တာနဲ့တင်ချမ်းသာကြိုးဝမှုကိုခံမှန်းလို့ရနေပါပြီရှင်။နံပါတ်5ဂရေလေးဟာနဲ့တင်းတောင်းခံရတဲ့အမျိုးသမီး မြမပြင်းရဲ့ကံကောင်းတဲ့တို့သမီးလေးတွေကမှတော့ဒီတို့သမီးလေးပါပါရရှင်။ဂရေလေးရနဲ့တင်းနောက်ခံရတာကြောင့်တို့သားဘက်ကမျက်နှာတံမှုထမ်းမှုတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။မင်္ဂလာပွဲကိုလည်းတို့သမီးစိတ်ကြိုက်ကြီးကျယ်ခမ်းနားစွာနဲ့ကျင်းပပေးခဲ့တာဖြစ်ပြီးတော့နိုင်ငံကျော်အစိုးရ Cherry တင်းကတချင်းတွေနဲ့လည်းတိစုဖြောပြပေးခဲ့သေးတာဖြစ်ပါတယ်။ဒါပြင်တို့ရဲ့မင်္ဂလာပွဲကိုတော့ဇွဲထက်ရွှေဆိုင်ရဲ့သားကြီးတို့ဇနီးမောင်နှံကလည်းမင်္ဂလာလက်စွပ်ကိုတယောက်ချင်းပြင်ပေးခဲ့ကြတာဖြစ်ပြီးတခြားသောနာမည်ကြီးရွှေဆိုင်တွေကပါတယောက်ဂုဏ်ပြုပေးခဲ့တာကြောင့်ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲတွေ ွဲဖြစ်ခဲ့ပါတယ်။ပြည်သက်ကြီးတို့ရဲ့အခုပြပြပေးခဲ့တဲ့သူတို့သမီးလေးတွေထဲမှာဘသူကအကောင်းဆုံးလို့ထင်ကြပါလဲ။ဘသူကိုအားကျဆုံးလဲဆိုတာပြောခဲ့ပြီးကြပါအောင်ရှင်။